ရှင်ကျမမီရှဲပါ The Voice of Victory ရဲ့နိုဝင်ဘာလ၄ရက်နေ့အင်္ဂါနေ့မနက်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခိုင်ရေးပါတီမဲဆွယ်စီယုံရေးလိုက်သူတွေကိုငွေကျပ်တထောင်ခွဲပေးမယ်လို့မတ်လုံးပေးပြီးခေါ်လို့လိုက်သွားခဲ့ကြပေမဲ့အမှန်တကယ်ပတ်စံမရရှိကြဘူးလို့ဆိုတဲ့သတင်းစကိုင်းတိုင်းဝက်လက်မြို့နယ်တွင်မှအကျန်းဖက်စစ်တပ်က မောက်ကတိရွာကပြည်သူ40ခန်းကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားပြီးစစ်ကြောင်းထိုးနေတဲ့ဆိုတဲ့သတင်းနဲ့အတူတခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းအနေနဲ့စစ်တပ်ကြောထောက်နောက်ခံပေးထားတဲ့ကြန့်ခန့်ရေးပါတီကမဲဆွယ်စီယုံရေးလိုက်သူတွေကို ငွေကျပ်တထောင်ခွဲပေးမယ်လို့မှတ်လုံးပေးပြီးခေါ်လို့လိုက်သွားခဲ့ကြပေမဲ့အမှန်တကယ်မရရှိဘူးလို့မဲဆွယ်စီယုံရီလိုက်သူတွေထံကသတင်းရရှိပါတယ်ရန်ကုန်တာကိတမြို့နယ်ကနေဝင်ရောက်ရှင်ပြိုင်မဲ့ကြန့်ခန့်ရေးပါတီကိုယ်စားလှယ်လောင်းတွေဟာမဲဆွယ်စီယုံရီလိုက်ပါရင်စံနဲ့ငွေကျပ်တထောင်ခွဲပေးမယ်လို့ဆိုပြီးစိုက်ကားသမားတွေနဲ့ဘေးဒွဲသမားတွေကိုပြောဆိုထားတာဖြစ်ပါတယ်။အလကားပတ်စံလည်းမရဘူးစံလည်းမရဘူး။သွားတောင်းတော့ အုပ်ချုပ်ရေးမှုတွေကိုပေးထားတယ်တဲ့သူတို့စီသွားတောင်းတော့လဲမသိဘူးပဲပြောတယ်ဒီပတ်စံလေးတော့မပေးနိုင်ပဲသူတို့ကိုမဲထည့်ပေးဖို့ကြည့်ပဲပြောတယ်ကျွန်တော်တို့ဆိုဘေးရွယ်မမောင်းရဘူးသူတို့နောက်ပဲလိုက်နေရတာပတ်စံမရတော့နောက်နေတွေမလိုက်တော့ဘူးကိုပဲဒုက္ခရောက်မယ်လို့တာကေတာကဘေးရွယ်မောင်းသူတဦးကပြောပြထားပါတယ်တခြားမြို့နယ်တွေမှာလည်းစံခိုင်ရေးပါတီဝင်တွေကမဲဆွယ်စီယုံရေးတွေကိုလိုက်ဖို့စိုက်ကားသမား ဘေးရွယ်သမားတွေကိုခေါ်ယူနေတာတွေရှိတယ်လို့သိရပါတယ်။အလားတူပဲပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်းကြံ့ခိုင်ရေးပါတီနဲ့အပြိုင်ပတ်စံ2000ပေးပြီးမဲဆွယ်စည်းရုံးရေးလိုက်ဖို့ခေါ်ယူနေတာတွေရှိတယ်လို့သိရှိရပါတယ်။အနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်ပြီးပြည်သူတွေဝိုင်းဝန်းဆန့်ကျင်ကန့်ကွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လရဲ့အင်အားစုတွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်မှာအကျန်းဖတ်စစ်တပ်ကမောက်ကတိရွာကပြည်သူ40ခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားခဲ့ပြီးစစ်ကြောင်းထိုးနေကြောင်းသတင်းရရှိပါတယ်။မနေ့ကနိုဝင်ဘာလ3ရက်နေ့မနေ့အစောပိုင်း6နာရီလောက်မှာရွာသားကြီးရွာက ထွက်လာတဲ့အကျန်းဖတ်စစ်သားတွေဟာ မောက်ကလေးရွာကိုဝင်ရောက်စီးနင်းဖို့အတွက်ပြည်သူ40ခန်းကို လူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဝက်လက်မြို့နယ်မောက်ကလေးရွာက သူတို့ဖမ်းဆီးခေါ်လာတဲ့ပြည်သူတွေကို ရှေ့ကနေတွားခိုင်းပြီးလဲဦးကြီးကုန်းရွာကိုထပ်မံဝင်ရောက်စီးနင်းနေကြောင်းသိရှိရပါတယ်။ဒါအပြင် မကွေးတိုင်းအောင်လံမြို့နယ်ဗျံဒီကျေးရွာကိုလည်းစစ်တပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်73လုံးမီးလောင်ပြာကျခဲ့ရကြောင်းဒေသခံတွေထံကသိရှိရပါတယ်။နိုဝင်ဘာလ1ရက်နေ့မှာအောင်လံမြို့နယ်ရွှေဘတော်ရဲစခန်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောထီတွေပူးပေါင်းထားတဲ့စစ်ကြောင်းဟာအင်အား90ခန့်နဲ့စစ်ကြောင်းထိုးလာပြီးတော့မကွေးတိုင်းနဲ့ပဲခူးတိုင်းအဆက်ရှိပြန်ဒီကျေးရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးနေအိမ်72လုံးကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်ရှင်။ စစ်ခွေးစစ်တောင်းကဗျန်ဒီရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်တွေကိုမီးရှို့သွားတာပါပြည်သူတွေကိုလည်းတော်လှန်ရေးထောက်ဖို့မလုပ်ဖို့ဆိုပြီးချိန်ချောက်သွားတယ်ထောက်ဖို့လုပ်ရင်ရွာလုံးကျုံမီးရှို့ပြီးတော့လေရင်နဲ့ဘုံလာကျဲမယ်လို့လည်းချိန်ချောက်သွားတယ်လို့သိရကြောင်းဒေသခံတွေကပြောပြပါတယ်အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအော်တိုဘာလ30ရက်နေ့ကလည်းဗျန်ဒီကျေးရွာက နေအိမ်တလုံးကို မိရှို့ဖျက်ဆီးသွားတဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်တရုတ်နယ်စပ်ခိတ်တွေအကုန်လုံးကိုအော်တိုဘာလ24ရက်ညတရုတ်စံတော်ချိန်12နာရီတိတိကစပြီးတရုတ်ဘက်ကကန့်သက်ချက်တွေဖြေလျှော့ပြီးလူဝင်အထွက်ပါပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်းဒေသခံတွေထံကသတင်းရရှိပါရယ်။လိုင်ဇာနယ်စပ်ဂိတ်ပေါက်ကနေလူဝင်ထွက်ရပြီးနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်ရှိရင်ရတယ်။အခု KIO ကထုတ်ပေးထားတဲ့မှတ်ပုံတင်တဲ့နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်လုပ်လို့ရတယ်။ လက်ရှိလည်းလုတ်ပေးနေတယ်။ဘာပစ္စည်းမဆိုအဝင်အထွက်ရပြီလို့ဒေသခံအမျိုးသမီးတဦးကပြောပြထားပါဗျ။မိုင်းကြရံမာကနေဆက်ဖြတ်ကျော်ခွင့်လက်မှတ်ကိုလူကိုကြည့်ပြီးတော့ပဲလုတ်ပေးတာလို့မိုင်းကြရံဒေသခံအမျိုးသမီးတဦးကပြောပြထားပါဗျ။အရင်ကလည်းနေဆက်ကိတ်ဖွင့်ထားတာဖြစ်ပေမဲ့တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွေရဲ့ပစ္စည်းတွေနဲ့မြန်မာဗတ်ချန်းစိုက်ထားတဲ့တရုတ်လုပ်ငန်းရှင်တွေပိုင်တဲ့ကြံတွေကိုသာတည်ယူပို့ဆောင်ကြတယ်လို့သိရပါဗျ။ လွယ်ချင်မိုင်းကြရန်လိုင်စာကံပိုက်တီဂိတ်တွေအကုန်ဖွင့်ပြီးဒါပေမဲ့ကျွန်တော်တို့မြန်မာဗတ်ချန်းကအသက်အရွယ်ကောင်းတဲ့သူတွေကိုတရုတ်ဘက်ကိုဝင်ခွင့်မပေးဘူးတဲ့အသက်50အထက်နဲ့အမျိုးသမီးတွေကိုလည်းကလေးမိခင်တွေကိုပဲဝင်ခွင့်ပေးထားတာဖြစ်တယ်လို့လွဲကျဲဒေတာခန်အမျိုးသားတဦးကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ25ရက်နေ့မနက်ပိုင်းကစပြီးကချင်တရုတ်နယ်စပ်ဂိတ်တွေအကုန်လုံးကိုဖွင့်လိုက်တာဟာတရုတ်လုပ်ငန်းရှင်တွေကကချင်ဘက်ကပစ္စည်းတည်ယူဖို့နဲ့ကချင်ဘက်ကလည်း တန်တဲ့ပစ္စည်းတွေတည်ယူဖို့ဖြစ်တယ်လို့ကချင်ပြည်နယ်ကမြေချားတပ်တုနဲ့ပတ်သက်ပြီး KIA ကိုအနောက်နိုင်ငံတွေဘက်ကစကားပြောလာနိုင်ပွဲရှိလို့တရုတ်ဘက်ကဖွင့်လိုက်တာဟုယူဆကြောင်းကိုလည်း KIA နဲ့နှိဆက်သူတအူးကပြောပြထားပါတယ်။အောက်တိုဘာလ24ရက်နေ့ညပိုင်း တရုတ်စံတော်ချိန်ည7နာရီကစပြီးလိုင်ဇာနဲ့မိုင်းကြာရန်တရုတ်နယ်စပ်ဂိတ်ကိုဖွင့်လှစ်မှာဖြစ်ကြောင်းတရုတ်ဘက်ကအကြောင်းကြားလာတယ်လို့ကချင်လွတ်လပ်ရေးကောင်စီကလည်းအသိပေးစာထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်တီကိုပါမချန်ဘဲပေါ်တာဆွဲဖမ်းဆီးနေပြီးတပတ်အတွင်းမှာ လူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းတတင်းရရှိပါတယ်ရှင်။အော်တိုဘာလကုန်ကစပြီးမြင်းကြံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီးတွေက လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအမှတ်1ရက်ွက်အမှတ်78ဝန်ထမ်းရက်ွက်အမှတ်72ရက်ွက်အေးရွာတဲပြူဝရွာရွာစီရွာကျူပင်ရွာတောင်ပိုတာရွာတွေကလူငယ်36ဦးထက်မနည်းဖမ်းဆီးခံလိုက်ရကြောင်းမြင်းကြံလူမှုလှုပ်ရှားမှုကော်မတီကအတည်ပြုထားပါတယ်။ ညနေ6:00နာရီကျော်တာနဲ့ဘသူမှမထွက်ရဲတော့ဘူး။အလုတ်ပြန်တွေကအစအများကြီးဆွဲတာလို့ဒေတာခန်တူကပြောပြထားပါလေ။ဖန်ဆီခံလိုက်ရသူတွေဟာမြို့ပေါ်မှာသွာလာနေရင်အဖမ်းခံရသူများလည်းရှိတယ်လို့အိမ်တဲဝင်ပြီးဖန်ဆီခံရသူတွေလည်းရှိနေကြောင်းဖန်ဆီခံရတဲ့အရေးအတွက်ဟာကော်မတီကသတင်းအတိအကျမရသေးတာကြောင့်ကျန်တာတွေလည်းရှိနိုင်သေးကြောင်းမြင်းကျန်လူမှုလှုပ်ရှားမှုကော်မတီကအသိပေးထားပါလေ။ဒါအပြင်မြင်းကျန်မြို့သားလမ်းပတ်မှာလည်းကြေးရွာပြန်ကြတဲ့ မင်းကြောင်ဖုန်ကြီးចောင်းတိုက်ကတက်တော်16နှစ်ဝင်းကျင်ကိုရင်၄ပါးကိုလည်းပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတဦးကပြောပါတယ်စစ်ကောင်စီတပ်ဟာမြင်းကျန်မြို့ပေါ်ရှိ ရက်ွက်များမြင်းကျန်မြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ကျေးရွာများကနေပေါ်တာဆွဲတာတွေပြုတ်လုံနေတာဖြစ်ပြီးလူငယ်ပိုင်းတွေညနေ6နာရီနောက်ပိုင်းအပြင်းမထွက်ဖို့မြင်းကျန်လူမှုလှုပ်ရှားမှုကော်မတီကတတိပေးထားပါတယ် စစ်ကောင်စီတပ်ဟာမြို့ကြီးတွေမှာဒဇောင်တိုင်းပွဲပျော်ပွဲရှင်ပွဲတွေပြုလုပ်ပေးပြီးပေါ်တာဆွဲဖမ်းဆီးဖို့စီစဉ်နေတယ်လို့ပြည်သူတွေကိုတတိထားသွားလာကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်မှာမနေ့ကအောက်တိုဘာလ3ရက်နေ့မနေ့အစောပိုင်းက လူငယ်တအူးလမ်းဘေးတစ်ပင်မှာကျိုးဆွဲရှာတည်ဆုံးမှုဖြစ်ပွားခဲ့ပြီးတရက်ထဲမှာပဲအောင်မဲမြို့မှာလည်းအမျိုးသမီးတအူးကျိုးဆွဲရှာတက်တည်သွားကြောင်းသတင်းရရှိပါရရှင်။နိုဝင်ဘာလ3ရက်နေ့ဒီကနေ့မနက်အစောပိုင်း2နာရီခန့်ကဘဝမြင့်ရက်ွယ်ရတနာလမ်းမဘက်ချမ်းဗဟိုလမ်းမဘော်ကတစ်ပင်မှာ အမျိုးသားတအူးကျိုးဆွဲချတည်ဆုံးမှုဖြစ်ခဲ့တာလို့သိရပါဗျ။ မိုးရေရွာနေတဲ့အချိန်ကြီးဖြစ်တာလမ်းကဖြတ်သွားတဲ့ကားသမားကမြင်တာကနေပရဟိတကားတွေကိုခေါ်ပြီးရက်ကွက်ကလူတွေနဲ့ဖယ်ကြရတာပါတေးတဲ့ကလေးရဲ့မိသားစုဝင်တွေကိုလည်းစုံစမ်းနေကြတယ်လူငယ်တွေကပါပဲလို့ဒေသခံတဦးကပြောပြထားပါတယ်ခုရက်ထဲရန်ကုန်မြို့မှာကိုကိုကိုအဆုံးစီရင်မှုတွေမကြာခဏဖြစ်နေတယ်လို့သိရပါတယ် မနေ့ကမနေ့မှာအမျိုးသားအလောင်းကိုစံပြဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင်ထားတယ်လို့သိရပြီးတေဆုံးသူရဲ့မိသားစုဝင်တွေကိုချိတ်ဆက်ရှာဖွေနေကြောင်းသိရှိရပါတယ်။အလားတူရှမ်းပြည်တောင်ပိုင်းအောင်ပန်းမြို့မှာလည်း အွန်လိုင်းစလော့ဂိမ်းကြောင့်အသက်35နှစ်အရွယ်အမျိုးသမီးတဦးကျိုးဆွဲရှာတက်တည်သွားကြောင်းသတင်းရရှိပါရတယ်။အဲ့ဒီအမျိုးသမီးဟာနိုဝင်ဘာလ3ရက်နေ့မနေ့အစောနှစ်နာရီခန့်ကအောင်ပန်းမြို့ညောင်ပင်ထောင်ရက်ွက် နေမြစ်တနေအိမ်မှာအဆုံးစီရင်သွားခြင်းဖြစ်ပြီး သူ့မှာတခြားအပူအပင်မရှိတော့လဲပဲအွန်လိုင်းကတဆင်စလော့ဂိမ်းလောင်းတဲ့အတွက်ပြဿနာတချို့ရှိကြောင်းဒေသခံတွေကပြောပါရတယ်။သူ့မှာကလေးလည်းမရှိဘူးအခြားအပူအပင်မရှိဘူး ဖုန်းကနေ online game ဆော်တာကနေမဖြေရှင်းနိုင်ဘဲနဲ့တက်တည်သွားတာလို့အောင်ပန်းဒေတာခန်တူကပြောပြထားပါတယ်။တာမွေမှာလဲဟိုရက်ကလူငယ်တယောက်အခုလိုပဲအဆောင်မှာလှုပ်သွားလို့ကျွန်တော်တို့သွားတည်ရသေးတယ်။အများစုကလူငယ်တွေများတယ်။ဂိမ်းနဲ့မူးယစ်ဆေးကြောင့်များတယ်။အခြေရေးကိစ္စတွေလည်းရှိတယ်။အထူးကားကဂိမ်းနဲ့မူးယစ်ဆေးကြောင့်ဖြစ်တဲ့ဟာများပါတယ်လို့ပရဟိတအသင်းအဖွဲ့ဝင်တူကပြောပါတယ်။ online slot game နဲ့လိမ်လည်မှုတွေမှာ Telegram ကနေနေ့စဉ်ဝင်ငွေရမယ်ဆိုပြီးမိတ်ဆက်လာခြင်းဖြစ်ကြောင်းထက်တိုးအမျက်ရရှိဖို့ငွေတွေလောင်းခိုင်းရမှာငွေအရင်းတွေထက်ဆင့်ဆုံးရှုံးရခြင်းမျိုးဖြစ်ပြီးအိမ်တောင်ရှင်အမျိုးသမီးအများစုလိမ်လည်ခံနေရကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းချောင်းဦးမြို့နယ်ငားလုံးတင်ကျေးရွာမှာလက်နက်ကြီးကျလို့အမျိုးသမီး2ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေထံကသတင်းရရှိပါတယ်။နိုဝင်ဘာလ2ရက်နေ့မနက်9:45မိနစ်အချိန်ကချောင်းဦးမြို့ဝန်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှုရုံးမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ကနေ120မမလက်နက်ကြီး၄လုံးနဲ့ပစ်ခတ်ခဲ့ရမှာငားလုံးတင်ရွာထဲကိုကျရောက်ပောက်ကွဲခဲ့တာလို့ဆိုပါတယ်။ရွာထဲကို၄လုံးစကြတယ် သူတို့ကနေအိမ်ထဲမှာရှိနေကြတဲ့အချိန်ထိကြတာအလွတ်ပစ်နေတာပုံမှန်လဲပစ်နေကြပါပဲထိခိုက်သေးဆုံးကြသူတွေထဲမှာအကြောင်းသူတွေပါတယ် grade 10နဲ့ grade 7အကြောင်းသားတွေအကြောင်းသူတွေပါတယ်အကုန်လုံးကတမိသားစုတွေလည်းပဲလို့ဒေသခံတဦးကပြောပြထားပါတယ်လက်နက်ကြီးထိမှန်တာကြောင့် grade 10ចောင်းသူအသက်16နှစ်အရွယ်မိန်းကလေးနဲ့အသက်22နှစ်အရွယ်မိန်းကလေးတဦးတို့နေရာတွင်တည်ဆုံခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင် grade 7ကျောင်းသူအသက်73နှစ်အရွယ်မိန်းကလေးတအူပြင်းထန်ဒဏ်ရာရရှိပြီးနေအိမ်လေးလုံးလည်းပျက်စီးခဲ့ရပြီးဒေသခံတချို့ကတော့ရွာကနေတိမ်းရှောင်ထွက်ပြေးသွားကြတယ်လို့အဲ့ဒီဒေသခံကဆက်ပြောပြထားပါတယ်။အဲ့ဒီငါးလုံးတင်ကျေးရွာကိုစစ်ကော်မရှင်တပ်က မကြာခဏလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတာရှိပြီးတော့အော်တိုဘားလ10ရက်နေ့ညကလည်းကျေးရွာထဲကိုလက်နက်ကြီးကျလို့ပြည်သူအမျိုးသမီး2ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းမုံရွာမြို့နယ်မှာအော်တိုဘာလ31ရက်နေ့မနက်9နာရီခွဲဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်က2ဦးသေဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရွာ Dynamite Special Task Force ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ရှင်။မုံရွာမြို့နယ်မုံရွေးတံပိုကတားကမိုင်းရှာဖို့ထွက်လာတဲ့အင်အား15ဦးခန့်ရှိတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကို ုံရွာမန္တလေးကားလမ်းမကြီးတနေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေကပရိသာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Army BHA မုံရွာ Dynamite SDF ရှင်းတွင်း Fighter Group CFG တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ မုံရမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအထိနာနေတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပိတ်မတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလ26ရက်နေ့ကလည်းမုံရမြို့နယ်တောပူပြူရွာကနေစက်ကြီးကောက်ပို့ထွက်လာကြတဲ့အင်အား20ခန်းရှိတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကိုမုံရမန္တလေးကားလမ်းကြီးတနေရာမှာ တော်လည်းတပ်ဖွဲ့တွေက ပရိသားမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်က၂ဦးသေဆုံးခဲ့ပြီး၅ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်နီပြည်နယ်ဒီမော့ဆိုအနောက်ဘက်ခြမ်းကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်ကရင်နီပြည်ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင်၅ဦးကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါရ။ မနေ့ကနိုဝင်ဘာလ3ရက်နေ့မနက်9နာရီဝန်းကျင်က Jet Fighter အသေးခံဒရုန်းတွေနဲ့ Dimoso အနောက်ဘက်ခြမ်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လောလောဆယ်9ရောက်ထိခိုက်သေဆုံးထားတယ်လို့ Dimoso မြို့နယ်ကစစ်ဘေးဆောင်ကူညီနေရသူတအူးကပြောပြထားပါတယ်။စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲခံရမှုမှာ KSP ရဲ့ရုံးခွဲဖြစ်ပြီးတရင်ပေဒလန်တွေကနေတဆင့်တိုက်ခိုက်ခံရတာလို့လဲကရင်နီစစ်ရေးတရင်ရင်းမြစ်ကအတိပေးထားပါတယ်။ နေချောင်းတိုက်ခိုက်မှုတွေကြောင့် KSB တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ရတယ်လို့လဲကရင်နီပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းရေးမှုဥပညာကအတည်ပြုထားပါတယ်။ဒါပေမဲ့သေဆုံးခဲ့ရသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေရဲ့စည်ရင်းအချက်လက်တွေကိုတော့တိတိကျကျမရသေးဘူးလို့ဆိုပါတယ်။ကရင်နီပြည်နယ်ရဲ့ IEC ပြည်ထရေးဌာနအောက်မှာရှိတဲ့ KSB မြို့နယ်ရဲဌာနရုံး6ခု၊နယ်မြေရဲစခန်း18ခု၊ရဲခင်း10ခု စေးရုံလုံခြုံရေးရဲကင်း၄ခုနဲ့ရဲကိတ်၁၀ခုရှိတယ်လို့သိရပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလကုန်အထိစစ်ကောင်စီကကရင်နီပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း2000ကျော်လုပ်ခဲ့တယ်လို့တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရရှင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။